တိုက်ခန်းတွေပေါ်ကနေပစ္စည်းတွေတက်ခိုးနေတဲ့အမျိုးသမီးတအူလေးတက်တိုက်ပေါ်မှာပြုတ်ကြသေးဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းဒေသကြီးဆန်းချောင်းမြို့နယ်မှာတိုက်ခန်းပေါ်မှာပစ္စည်းတက်ခိုးနေတဲ့အမျိုးသမီးတအူခုံချထွက်ပြေးရမှတိဆုံသွားခဲ့ကြောင်းဒေသခံများထံမှသိရှိရပါတယ်ဆန်းချောင်းမြို့နယ်မုံလုံဆောင်ကုန်းထောင်ရက်ွက် ပြည်သူ့ကွက်တစ်တင်လန်းရှိတိုက်ခန်းတစ်ခုမှာဒီကနေ့ AB လ30ရက်နေ့မနက်၄နာရီခန့်ကဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။တိုက်ရဲ၅တပ်မြောက်အခန်းကိုတိုက်ပေးကနေတက်လာတာလားတိုက်ရဲနောက်ကနေတက်လာတာလားတော့သိချာမသိဘူး။ပစ္စည်းတွေကိုဝင်ခိုးတာအဲ့ဒီချိန်မှာတိုက်ခန်းမှာနေတဲ့သူတွေနိုးလာတော့တကားပေါက်ကနေခုံချသွားတာဟုဒေသခံတအူးကပြောပါတယ်။ ပစ္စည်းလာရောက်ခိုးယူတာကိုမြင်တွေ့ခဲ့တဲ့တိုက်ခန်းနေသူတွေကခုံမချဖို့တားမြစ်ခဲ့ကြပေမဲ့တိုက်ခန်းရှိပေစင်ကနေတဆင်အောက်သို့ခုံချခဲ့တာဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်။တိုက်ပေါ်သို့တက်ရောက်ပြီးပစ္စည်းခိုးယူသူအမျိုးသမီးဟာအသက်40ဝန်းကျင်အရွယ်ရှိပြီးနေရာမှာပဲတည်ဆုံသွားခဲ့ကြောင်းသိရပါတယ်။တမန်တကားမရှိတဲ့တခြားတိုက်မှာဖုန်းနှလုံးနဲ့ပတ်စံတချို့ခိုးပြီးပြည်သူ့ကွက်တစ်တင်လန်းမှာနောက်ထပ်တိုက်တစ်လုံးကိုထပ်တက်ပြီးခိုးတာပါ။ အိယာနိုးတဲ့အချိန်နဲ့တန်းတိုးပြီးတိုက်ပေါ်ကခုံစင်းထွက်ပြေးရင်းနဲ့တေးတာပါ ခုံမစင်းဖို့တော့တားကြပါသေးတယ်ခုံစင်းရင်တေးမနော်လို့အတန်တန်မာတာကိုခုံစင်းသွားတာဗျာဘသူပဲဝါမန်းမသိပေမဲ့ဆရာတော်ပင့်ပြီးပရိယွတ်တရားနာဖို့လှုပ်ပေးသွားပါမယ်ဟုဆိုကဒေသခံတအူးကလူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာလည်းဖြစ်ပါတယ် တိုက်ပေါ်မှာခုံချမှုကြောင့်တည်ဆုံးသွားခဲ့တဲ့အမျိုးသမီးရဲ့ရဲဝလောင်းကိုစံချောင်းမြို့နယ်ရန်မီသက်တပ်ဖွဲ့ကလာရောက်တည်ယူပြီးတဲ့နောက်ရန်ကုန်စည်းရုံကြီးကိုပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်အထက်မြင့်တိုက်ခန်းတွေမှာနေထိုင်သူတွေအနေနဲ့တကားများတန်ပန်းများကိုတရားစွာတက်ဆင်ကြရန်မြဘတ်အိဆက်ချိန်များမှာလည်းလုံခြုံရေးတတိပြုနေထိုင်ကြရန်ဒေသခံများကတိုက်တွန်းအကြံပြုထားတာလည်းဖြစ်ပါတယ်။